အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လပိုင်းခမှန်းချက်များ YouTube နဲ့ Facebook ကနေပြီးတော့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ညတော့ဒါကျွန်တော်ပွဲစဉ်အနေငယ်ပဲကစားဖို့ရှိရယ်ပေါ့နော်ဒါဒီကမှာစပိန်ဖလားပွဲတွေကတော့တချို့တွေကကစားတဲ့လေထားမရှိဘူးပေါ့နော်အဲ့တော့ဒီကမှာကျွန်တော်အဓိက main နေတဲ့ series ရဲ့ဖလားနှစ်ပွဲရှိမယ်ပြည်များကြီးတစ်ပွဲရှိတဲ့၃ပွဲပေါ့နော်အဲ့တော့ဒီ၃ပွဲကနေပြီးတော့ကျွန်တော်ပုံမှန်တိုင်းပဲတစ်ပွဲကောင်းလေးရွေးချယ်ပြီးတော့ဒါကျွန်တော်ရဲ့ ် Facebook ကို YouTube မှာတော့ဒါဒီနေ့ညဒါ video တွေကိုတင်ပေးသွားမှာဖြစ်ပါတယ်။အဲတော့မနေ့ညပွဲကြောင်းပြပြောမှာဆိုရင်တော့ကျွန်တော်မနေ့ညက YouTube channel မှာတင်ပေးခဲ့တယ်ကျွန်တော်တို့အာနောက်ကြပွဲဒီ Bayern နဲ့ Junior Berlin တင်ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအောင်ရွေးပေးခဲ့တယ်။2-3ရက်ပြီးခဲ့လို့မနေ့ညကဒီ YouTube channel မှာတင်ပေးခဲ့တဲ့ပွဲကောင်းကကြားခဲ့ပါတယ်။ နောက် Facebook page မှာတင်ပေးခဲ့တဲ့မင်းညားကတပွဲကောင်းကတော့ကျွန်တော် list နိုင်တဲ့ Chelsea တင်ရဲ့ပွဲစဉ်မှာကျွန်တော် list body ယူပေးခဲ့တယ် list တင်ရနေပြီးတော့3-1နိုင်ခဲ့လို့မင်းညားကဒီ Facebook page မှာတင်ပေးခဲ့တဲ့တပွဲကောင်းကတော့ဆက်လက်ပြီးတော့အောင်မြင်ခဲ့ပါတယ်အဲရောဒီနေ့မှာဆိုရင်လည်းဒါကြောင့်တပွဲကောင်းနေရွှေ့ပြီးတော့ဒါ Facebook page ကော YouTube channel ကောမှာဒါမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့တဘောကောင်းရွှေ့ချင်မှုလေးမစတင်ခင်မှာဒါကျွန်တော်ရဲ့ဝက်စင်ခမ်းမန်းချက်တွေနေ့စဉ်သုံးသက်ချက်တွေတဘောကောင်းရွှေ့ချင်မှုလေးကိုဒါစိတ်ဝင်စားလို့ စောင့်ကြည့်ပြီးတော့လေးစားကြည့်တဲ့မိတ်ဆွေညီကိုများအနေနဲ့ဒါကျွန်တော်ရဲ့လောက်ပိုင်းခံမှန်းချက်များ YouTube channel ကို subscribe ပြုလို့ရပါတယ်။နောက်ပြီးတော့ Facebook သုံးတဲ့မိတ်ဆွေဆိုရင်ဒါကျွန်တော်ရဲ့ Facebook page ကို like and follow ပြုလို့ရပါတယ်။အဲ့တော့ဒီညမှာတော့ဒါကျွန်တော်တပိုးကောင်းအနေနဲ့ကြောင့်ဘယ်ပွဲရရဆိုရင်ကျွန်တော်စီစီအာအီတလီဖလားပွဲစဉ်ကလာဇီယိုနဲ့အစီမီလန်တင်းရဲ့ပွဲစဉ်ရွေးချယ်ထားတယ်ဒီပွဲစဉ်မှာလက်ရှိအစီမီလန်တင်းကနေပြီးတော့လဲပဲအာတက်မှတ်ရှုံးပြထားတယ်ဂေါဘောင်းကြီးကကျွန်တော်2-5မှုရှုံးပေါ့အာဒီနှစ်တင်းကပြီးခဲ့တဲ့ပွဲစဉ်ကပဲ အာလော်လက်တူရတယ်ဗောနော်အတုံးက AC မီနာကွေးမှာ AC ရ1ပေါင်း90ပေးခဲ့တယ်1စီးနဲ့အောင်ခဲ့တယ်ဗောနော်အဲဒီနေ့ညမှာတော့ဒါလာစီကွေးကပြန်ကန်ရမယ်ဒါဖလားပွဲစဉ်နေနေဗောနော်အဲပထမကျောင်းကကျွန်တော်အများဒီပြောကြလိမျိုးဖလားကျောင်းဝန်ကားဦးနေဆိုရင်သူရကျောင်းမှာလည်းငါးဦးပေးရမယ်ဂျီအားအရင်ကွာချမှုတော့မရှိဘူးဒါနေ့ဒီနေ့မှာချက်ပြောတာရှိတာကကျွန်တော် AC မီနာတင်းရဲ့ခြေစွမ်းဗောနော် အဒီဖုန်မှာကျွန်တော် Chromebook တင်းကို1 2နဲ့ show မိရအနောက်ပိုင်း AC Milan တင်းကလုံးဝ show ဝဲမရှိသေးပါဘူးအဲ့တော့တင်းညမှာလည်း AC Milan တင်းနဲ့ show မယ်လို့ကျွန်တော်ကမထင်ဘူး Lazio တင်းကတော့အိတ်ကွင်းဆိုရင်ကစားဖို့ပိုပြီးကောင်းတာကိုတွေ့ရတယ်သူတို့ရဲ့အဓိကအမှတ်တွေကလည်းအိတ်ကွင်းမှာပဲရှာခဲ့တာပေါ့နော်ဝဂွင်းဆိုရင်လာစီဝတ်တိတ်မစုံဘူးအိမ်ဝင်းဆိုရင်တော့ကောင်းတယ်ဒါပေမဲ့ဒီဖလာကဖလာပုံစံဖြစ်လို့ကျွန်တော်မိနစ်90တွင်တည်ကြမယ်ဆိုရင် AC မြန်မာကနေမယ်လို့လည်းတက်မှတ်ပဲရှုံးပါပါ ဲ့တော့ကျွန်တော်ဒီ flag ပွဲစံမှာဆိုရင်တော့လက်ရှိမှာအာ AC Milan တင်းနေတယ်မရှုံးလို့ကျွန်တော်ကယုံကြည်တယ်ဘာလို့လဲဆိုတော့ AC Milan တင်းကခြေစောပိုင်းတော်လေးကောင်းနေတဲ့တင်းပါနော်အဲ့ကျွန်တော်အနေနဲ့ဒီညမှာကျွန်တော် level တက်မှတ်ရင်းပြီးတော့ကျွန်တော် AC Milan ဘက်ကနေပြီးတော့အာနေကြပါလေဘာလို့လဲဆိုတော့ Lazio အသင်းကလည်းဒါကစားပွဲရရင်ကောင်းတဲ့အသင်းမဟုတ်ဘူးနော် Lazio အသင်းကတရားစီအိမ်ဝင်ပွဲကိုပြည့်ကြည့်မယ်ဆိုရင်အိမ်ဝင်မှာဂျူဗင်နက်အသင်းကိုနိုင်ရတယ်1-0နဲ့အတန်ကဂျူဗင်နက်ကရောပေးခဲ့တယ် level တက်မှတ်ရှုံးပေါ့ Lazio အသင်းက ဝန်စီနိုင်ငံကြောင့်ရိုမာတင်းကိုအိမ်ကမှခံရတယ်။ဒါပေမဲ့လာစီကရိုမာဆိုတာအိမ်ကွင်းဆိုတာတကွင်းနဲ့ဖြစ်တယ်ပေါ့နော်။အဲ့ဘောစမှာတော့လာစီကရိုမာတင်းကိုဝန်စီနဲ့ရှုံးခဲ့တယ်ပေါ့နော်။အဲ့တော့ဒီနေ့ညမှာဒါအစီမံတင်းကိုတော့လာစီကိုတင်းနေတယ်။မိနစ်60တွင်မနိုင်မရရှိနိုင်ဘူးလို့ကျွန်တော်ကတော့ယူဆရတယ်။ဒါကျွန်တော်ရဲ့ယူဆချက်ရကျွန်တော်ညမှာ AC ball ကိုယူပေးထားပါတယ်။အဲကြောင့်မို့ကျွန်တော်လည်းအတိုက်တူရဲ့မိတ်ဆွေညီကိုများရှိခဲ့ရင်ဒီညမှာ like စားလို့ရအောင်လို့ဒါကျွန်တော်ရဲ့တပွဲကောင်းရွှေမှုလေးကို လာအောင်ပြီးတော့မျှဝေပေးရခြင်းမျိုးဖြစ်ပါတယ်။အဲ့တော့ဒီနေ့ညမှာတော့ကျွန်တော်ဥရောပချန်ပီယံလိဂ်က ကိုယ်စဉ်သုံးပွဲလောက်ကစားဖို့ရှိပါတယ်ဒီတိကနေပြီးတော့ကျွန်တော်တပွဲကောင်းအနေနဲ့အာရွာစားပွဲထွက်ပါတယ်အကြောင်းလို့စိတ်ဝင်စားလို့ယူစားနေတဲ့မိတ်ဆွေညီကိုများအနေနဲ့ကျွန်တော်ရဲ့ Viber နဲ့ Telegram number 39689596309ကိုဆက်သွယ်ဆုံးဖြတ်မေးမြန်းလို့ရပါတယ်အဲ့တော့မင်းညာကတော့ကျွန်တော်နိုင်ပွဲအနေနဲ့ Brighton နဲ့ Aston Villa တင်းရဲ့ပွဲစဉ်မှာကျွန်တော် Aston Villa ရွေးခဲ့တယ်4-3နိုင်ခဲ့လို့မင်းညာကနိုင်ပွဲကအောင်မြင်ခဲ့ပါတယ်အဲ့တော့ဒီညမှာလည်းတပွဲကောင်းယူစားနေတဲ့မိတ်ဆွေညီကိုများအနေနဲ့ဒါ Viber နဲ့ Telegram နေပြီးတော့ဆက်သွယ်လို့ရပါတယ် အရောတင်ကြပါလေဒါကျွန်တော်ရွေးချယ်မှုလေးကအရင်ညရလို့ပဲကျွန်တော်ရဲ့မိတ်ဆွေညီကိုများကိုဆက်လက်ပြီးတော့အကျိုးပြုနိုင်ပါစေလို့ကျွန်တော်ကမျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးအထူးတူရှိပါတယ်ကျွန်တော်တို့တင်ရပါလေဆက်လက်ပြီးတော့အစီအမကြပါစေလို့ကျွန်တော်ကဆုတောင်းပေးရပါတယ်